ဟိုဂျင်းမီချန်သူအားလုံးပဲမင်္ဂလာပါဒီတက္ကမရတာနှစ်ကွင်ကျော်အနေထားနဲ့သုံးချိန်မြောက်ဖြစ်နိုင်ခြေရှိတဲ့ဖြစ်နိုင်ခြေလေးတွေကျွန်တော်အမြင်အထင်လေးတွေနဲ့ဆက်ပြီးတော့ယူဆကြည့်ထားတယ်ဒါယူဆထားတယ်လို့ဆက်ဖြစ်ရင်ကတော့ယူဆထားတာတွေတဲ့ကဖြစ်သွားမှာပေါ့ကြောက်ကောင်းရင်တက်တက်တော့မှာပဲတည်တည်ချာချာလေးကြည့်ပါဒါ line နဲ့နဲ့ရှုပ်မယ်တည်တည်ချာချာလေးတဆင့်ချင်းမကြည့်ရင်ဟိုတေချာနားလည်းမှာမဟုတ်ဘူး ျွန်တော်သင်ချိုင်းလေးကြည့်ပါဒါပထမနာထိတ်ထိတ်ဒီနှစ်ကွင်းကျော်အနေထားနဲ့ထိတ်ဖြစ်နိုင်ခြင်းလေးလုံးယူဆထားတယ်ပြီးတဲ့အခါမှာနောက်တွဲနှစ်တွဲနဲ့ကပ်လာဆိုတော့တပြိုင်နဲ့ဆွဲလို့ရှိရင်အလုံးရှုပ်ချက်ခတ်နေမှာမဟုတ်လို့ဒီထိတ်ဖြစ်နိုင်ခြင်းကိုအရင်အရင်ယူဆပြီးတော့ကျွန်တော်ဆွဲပြမယ်ဆိုတော့ဒါပထမဖြစ်နိုင်ခြင်းပိုကောင်းတယ်လားနှမှုဆုံး ဖြစ်နိုင်ခြေရှိတဲ့ထိတ်နှလုံးကိုအရင်ယူဆမယ်။ဒါပထမထိတ်တလုံးဒီနှလုံးပေါင်းခြင်းတံပိုးလေးဒီသုံးလုံးပေါင်းခြင်းတံပိုးလေးဒီလိုနှလုံးပေါင်းခြင်းနဲ့သုံးလုံးပေါင်းခြင်းဒီလိုတွင်ညီမှုဖြစ်တဲ့အခါတားနှစ်ထိတ်တလုံးဖြစ်တာပေါ့ဒီပုံစံတားအပေါ်နှစ်ခြင်းဖြစ်ထားတယ်။ပေါ်နှစ်ခြင်းဖြစ်လို့သုံးခြင်းကိုဒီပုံစံနဲ့အတိုင်းဆက်ပြီးတော့ယူဆကြည့်မှာပြီးတဲ့အခါ ဒီဒီနှစ်ထိပ်ဖြစ်နိုင်ခြင်းသူကနှမှုစုံပုံစံလေးနဲ့တော့ဒီနှလုံးပေါင်းခြင်းငါဒီနှလုံးပေါင်းခြင်းငါဒီလိုတွင်းကြီးမှုလေးထပ်ပြီးတော့ဖြစ်တယ်ဒါနှစ်ထိပ်ဒီပုံစံလေးဖြစ်တယ်ပေါ့ဒီလိုအမြင်ထင်လေးနဲ့ဒီပုံစံလေးနဲ့တလုံးယူလိုက်တယ်ဒုတိယခြင်းဒီနှလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်းတံမိုးလေး6 ဆိုရက်ကရှစ်ထိပ်ဒီပုံစံယူဆထားတဲ့ရှစ်ထိပ်ဟာလေအပေါ်မှာယူဆခဲ့တယ်လို့ဒီနှလုံးပေါင်းခြင်း6ဒီနှလုံးပေါင်းခြင်း6ဒီလိုလေးဖြစ်တယ်ဆိုတော့ရှစ်ထိပ်ဖြစ်နေကြည့်လေဒီလိုမောနခုစုံစည်းမှုလေးနဲ့ဖြစ်သွားတယ်အဲ့ဒီတိုင်းဆက်ပြီးတော့ယူဆရင်လေဒီမူလေးစုံစည်းမှုရှိနေတယ်ဒီနှလုံးပေါင်းခြင်း2ဒီသုံးလုံးပေါင်းခြင်း2လို့ဖြစ်ရင် ငါထိတ်တလုံးဖြစ်မှာဒီပုံစံနဲ့ဆက်ဖြစ်ရင်ငါပိတ်ဖြစ်မှာ sorry ငါထိတ်ဖြစ်မှာဆိုတော့အဲ့ဒီဒီပုံစံနဲ့ယူဆထားတဲ့ငါထိတ်ဟာအပေါ်နှစ်ချင်းဖြစ်ခဲ့တဲ့အတိုင်းဒီနှလုံးတစ်ဒီနှလုံးတစ်ဆိုလို့ဒီလိုလေးစုံစမ်းမှုရှိနေငါထိတ်အတုံးချင်းမြောက်ထိတူနှောင်မှုဆုံးလေးဆက်ဖြစ်သွားပြည့်ရက်ကဒုတိယတလုံးဒုတိယတလုံးကဒီပုံစံဒီသုံးလုံးပေါင်းခြင်းတန်ဖို့ချက် ဒီ၃လုံးပေါင်းချင်းတန်ဖို့လဲ6ဒီလိုဖြစ်တယ်၃လုံး6၃လုံး6နှစ်ထည်ဒီပုံစံနဲ့ဖြစ်ထားတယ်နှစ်ထည်ဟာဒီပုံစံလေးနဲ့ယူဆကြည့်ရင်လဲသူကအပေါ်နှစ်ချင်းမှာကွတ်တီဖြစ်နေဒါကြောင့်၃ချင်းစေယူဆအောင်ဒီ၅လုံးပေါင်းချင်း8ဒီ၃လုံးပေါင်းချင်း10နှလုံးပေါင်းချင်းတန်ဖို့ရဲ့ပါဝါ၃လုံးပေါင်းချင်းဖြစ်နေတယ် ၃လုံး၆၃လုံး၆နဲ့ဖြစ်ထားတယ်ဒီထိတ်ဖြစ်နိုင်ကြီးဒီ၂လုံး၈၃လုံး၃နဲ့ဒီလိုထပ်တူညီလိုက်ကြတယ်ပေါ့အဲ့ဒီလိုမျိုးလေးယူဆဆိုတော့ဒါနှစ်ထိတ်နှစ်ထိတ်ပဲပေါ့ပထမနှစ်ကြီးမှာတော့ဒီဒီဖြစ်တန်ကြီးတွေပေါ်မှာပဲမူတည်ပြီးတော့လိုက်ပြီးတော့ယူကြည့်တာဒုတိယကြိမ်မှာလည်းဒီ၃လုံးပေါင်းခြင်း၅ လေးတော့ရှိစတော့လုံးပေါင်းခြင်းငှာဒီလိုတော့လုံးပေါင်းခြင်းငှာဆိုရင်ရှစ်ထည်ပြီးတော့အပေါ်မှာယူခဲ့တယ်လို့ပဲဒီနှလုံးပေါင်းခြင်း၃ညဒီနှလုံးပေါင်းခြင်း၃ညရဲ့ပါပါသုံးလုံးပေါင်းခြင်းငှာဒီလိုလေးဖြစ်တယ်ဆိုတော့ရှစ်ထည်ဒီပုံစံလေးနဲ့၃ချိန်မြောက်ပါလား၃ချိန်မြောက်ဆက်ယူစားတဲ့အခါမှာလည်းသူကဒီလို နှမှုဆုံးပုံစံလေးထွက်တယ်ပေါ့အဲ့ဒီလိုမျိုးပဲဒီတော့လုံးကဒီတော့လုံးကဒီလိုဖြစ်မယ်ဆိုရင်တော့လုံးကဖြစ်ဖို့အတွက်6ထိပ်တလောင်းထည့်ပေးရဒီပုံစံနဲ့ဒီလိုဖြစ်ထားတဲ့6ထိပ်အပေါ်နှစ်ကြိမ်ဖြစ်ခဲ့တဲ့အတိုင်းဒီနှလုံးပေါင်းခြင်းဒီဒီတော့လုံးပေါင်းခြင်း6ဒီလိုလေးဖြစ်တယ်အဲနှမှုဆုံးလေးပေါ့ ခဏနှလုံးပြီးတဲ့ကဒါတမူရဲနဲ့ဒီ9နဲ့6ကတော့ပိုကောင်းတယ်ပေါ့ပြီးတဲ့ကနောက်ထပ်နှလုံးသူကတော့သူကတော့တစ်ချက်ချင်းပဲပေါ့ဒါပေမဲ့အပေါ်အပေါ်နှစ်ချင်းမှာတော့ဖြစ်ထားတယ်ဒီပုံစံနဲ့အပေါ်နှစ်ချင်းဖြစ်ထားလို့သူ့ကိုပါထည့်ပြီးတော့ယူလိုက်တာတစ်ခါတလေကြအကောင်းဆုံးနေရာဖြစ်ချင်းမှဖြစ်တာဒီလိုသိမကောင်းမှုထင်ရတာတွေကလည်းဖြစ်ချင်းဖြစ်သွားတာ ဒီနှလုံးချောင်းဒီသုံးလုံးချောင်းဒီလိုဒီနှလုံးချောင်းဒီသုံးလုံးချောင်းဒီလိုဖြစ်တယ်ဆိုရင်လည်းဒါနေ့ထိပ်ဖြစ်တာအဲ့ဒီပုံစံတိုင်းဒုတိယချင်းဒီနှလုံးပေါင်းခြင်းငါဒီသုံးလုံးပေါင်းခြင်းငါနှလုံးပေါင်းခြင်းတန်ဖို့နဲ့သုံးလုံးပေါင်းခြင်းတန်ဖို့ဒီလိုလေးညီမြချင်းဖြစ်နေတာဆိုတော့ဒါနေ့ထိပ်ရှစ်ထိပ်ဖြစ်တယ်လို့ယူဆချင်ရတာဆိုတော့အဲ့ဒီတိုင်း ုံးချီဆက်ဖြစ်ခဲ့မယ်ဆိုရင်လည်းသူကဆက်ဖြစ်နေကြီးရှိတာတုံးချီဆိုတာပြောဆိုတော့ဒီနှလုံးတင်ဒီသုံးလုံးတင်ဒီလိုဖြစ်မယ်ဆိုရင်သုံးလုံးတင်ဖြစ်မယ်ဆိုရင်ငါလေးနိနှစ်ထိပ်တစ်လုံးဖြစ်မှာသုံးလုံးတင်ဖြစ်မှာဆိုတော့နှစ်ထိပ်တစ်လုံးသူကတော့ဒီမှုတစ်ချက်ပဲရှိတယ်ပြီးတဲ့ကနောက်ထပ်တစ်လုံးနောက်ထပ်တစ်လုံးမှာဒီလို ီမှာတိုင်းနေရတော့နည်းနည်းထားလာဒီနှလုံးပေါင်းခြင်းတံပိုးသုံးဒီသုံးလုံးပေါင်းခြင်းတံပိုးသုံးဒီလိုယူဆကြည့်လားသုံးသုံးညနှလုံးသုံးနှစ်ကုန်းနှစ်သုံးလုံးသုံးနှစ်ထိပ်ဖြစ်တာအဲ့လိုပဲဒုတိယအကြိမ်မှာလည်းဒီနှလုံးပေါင်းခြင်းတံပိုးခွန်ဒီသုံးလုံးပေါင်းခြင်းတံပိုးလည်းခွန်ဒီလိုဖြစ်တယ်ဆိုတော့ နှလုံးခွန်၊သုံးလုံးခွန်အပေါ်နှစ်ချိန်ပုံစံတူပဲနှစ်ထိပ်၊ရှစ်ထိပ်ဖြစ်တာပဲဆိုတော့အဲ့ဒီအတိုင်းသူကလည်းသုံးချိန်ဆက်ဖြစ်ချင်းဖြစ်မှာဖြစ်ခဲ့ဒီနှလုံးပေါင်းခြင်းတံပိုးကိုဒီနှလုံးပေါင်းခြင်းတံပိုးကိုအပေါ်နှစ်ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒီသုံးလုံးပေါင်းခြင်းတံပိုးကိုဒီလိုဖြစ်မယ်ဆိုရင်6 4ကိုကိုတလုံးကိုထမ်းမှာ ၃လုံးပေါင်းခြင်း၉ဖြစ်မယ်။ဆိုတော့ဒီမှာ၆၅၉နှစ်ဒီလိုထိပ်၄လုံးဒါနှစ်ခွင်းချအနေထားနဲ့အမြင်ထင်လေးတွေတန်းယူဆကြည့်ရင်ဒီ၄လုံးရှိတယ်ပေါ့။အဲ့ဒီ၄လုံးနဲ့ရမှာဒီ၅နဲ့၆နဲ့ကနမူဆုံးလေးတွေနဲ့ပိုကောင်းတယ်ဒီလိုလေးသုံးသပ်ကြည့်လို့ရတယ်။ပြီးတဲ့အခါမှာဒီကနဒီထိပ်၄လုံးဖြစ်နိုင်ခြင်းနဲ့နောက်မှလား နောက်တွဲဖြစ်နိုင်ခြေပုံစံလေးနှစ်ခုနဲ့ဟိုပေါင်းစပ်အဲ့ဒီလိုလေကျွန်တော်ခဏခဏတွဲထုတ်ကြည့်ထားတယ်ထိတ်ဖြစ်နိုင်ခြေလေးလုံးယူဆပြီးတဲ့အခါသူကနောက်တွဲဖြစ်နိုင်ခြေနဲ့ဒီထိတ်လေးလုံးနဲ့ပေါင်းစပ်ဆိုတော့ तू ကအပေါ်နှစ်ချိန်မှာဒီလိုလေးဒီလိုလေးတာနောက်နောက်နှလုံးတွဲတပြိုင်တည်းဖြစ်တဲ့ပုံစံဒီနှလုံးပေါင်းခြင်းခွန် sorry ဒီ၃လုံးပေါင်းခြင်းခုံဒီ၅လုံးပေါင်းခြင်းခုံဒီလိုဖြစ်တာဒုတိယအကျင့်မှာဒီ၃လုံးပေါင်းခြင်း၄ဒီ၅လုံးပေါင်းခြင်း၄ဒီလို၅လုံးပေါင်းခြင်းနဲ့၃လုံးပေါင်းခြင်းဒီလိုတွင်ခြင်းမှုလေးတွေဖြစ်တာဆိုတော့ तू ကအလယ်နဲ့အပိတ်ဟာတပြိုင်တည်းဖြစ်တဲ့ပုံစံမျိုးလေလေ6ပဲတကယ်နဲ့ဖြစ်သွားတယ်ဒီလို နှလုံးပေါင်းခြင်းသုံးလုံးပေါင်းခြင်းဒီလိုပုံစံတူညီမှုနဲ့ဒုတိယအချိန်မှလည်းအဲ့ဒီလိုဒီနှလုံးပေါင်းခြင်းလေး၆ပဲလေးဒီသုံးလုံးပေါင်းခြင်းလေး၅ပဲ၆လေး၅ပဲဒီလိုလေးနဲ့တပြိုင်တည်းဖြစ်တာဆိုတော့ဒီပုံစံလေးကိုသုံးချိန်ဆက်ပြီးတော့ဒီပုံစံတိုင်းဆက်ပြီးတော့ဖြစ်မယ်လို့ယူဆကြည့်ဒီနှလုံးပေါင်းခြင်း sorry ဒီသုံးလုံးပေါင်းခြင်းတန်ဖိုးနဲ့ဒီနှလုံးပေါင်းခြင်းတန်ဖိုး အတူတူတစ်ပိုင်းနဲ့ဖြစ်မှာအလက်တစ်လုံးနဲ့အပိတ်တစ်လုံးတစ်ပိုင်းနဲ့ဖြစ်ဆိုတော့ဒါကဒုတိယမှာဆိုဆက်ကွက်မှုပေါ့ဆက်ဆက်ကွက်မှုတစ်ပိုင်းနဲ့ဖြစ်တဲ့ပုံစံဆိုရင်ဒါတုံညအလက်ဖြစ်မယ်ဆိုရင်တုံညအလက်ဖြစ်မယ်ဆိုနှလုံးပေါင်းချင်း6ဒီမှာသုံးလုံးပေါင်းချင်း6ဖြစ်ဖို့အတွက်6ပိတ်ကိုထည့်ရအောင်တုံည6ဆိုရင်ဒါ1ဆို9 2ဆို8 3ဆို9 လေးဆိုသုံးညဒီလိုတလုံးတလုံးစီတိုးတိုးသွား။ဒါဆိုရင်တန်းငါတက်၆နှစ်ခွန်တော့ရှင်လေးကိုငါဒီလိုကနန်းဆယ်တွဲရမယ်။ဒါဒီပုံစံအတိုင်းဆက်ဖြစ်မယ်ဆိုဒီလိုကနန်းဆယ်တွဲထွက်နောက်တွဲဆယ်တွဲဒီနောက်တွဲဆယ်တွဲနဲ့ထိပ်ဖြစ်နိုင်ခြေလေးလုံးကိုကတ်ယူဆထားတယ်လို့ကွက်တိဆက်ဖြစ်ရင်အကွက်၄၀ထိုးရင်ပောက်ကွက် ကျင်းတယ်ပါပြီဆိုတော့တကယ်ဖြစ်မဖြစ်မသိဘူးလေဖြစ်နေကြသဘောအရတော့တုံးချိန်ဆက်ဖြစ်ရင်ဖြစ်မှာပဲဆိုတော့အဲ့လောက်ကြည့်တော့မရွေးချယ်တော့ဘူးရွေးချယ်ခြင်းရင်လဲရွေးချင်စိတ်ရွေးချယ်ခြင်းစိတ်ရှိရင်လဲရွေးချယ်တော့ဒါဖြစ်နိုင်ကြပဲအကွက်တစ်ထောင်ကိုအကွက်၄၀နဲ့ရှင်ထိုးလို့ရတာပေါ့ဒါ ကတရားပဲဖြစ်နေရရှိတာပဲဆက်ဖြစ်ရဖြစ်မှာဒါပေမဲ့ကျွန်တော်ဒီမှာတော့ကဏ္ဍတွဲနှစ်တွဲပဲယူသုံးပြီးတော့ဒီထိဖြစ်နေခြေလေးနဲ့ပေါင်းစပ်မယ်ဆိုတော့ပထမအဲဒီထဲမှာဒီဒီကဏ္ဍငါတစ်တွဲငါအလဲတစ်ပိတ်ဒါကိုဒီအတွဲကိုပထမပြသူကသူ့ကိုဘယ်လိုယူဆလိုက်လဲဆိုတော့သုံးချက်ရိုက်ပုံစံနဲ့ပဲယူဆလိုက်တာအပေါ်နှစ်ချိန်ပါလဲ အဲ့လိုဖြစ်ထားတဲ့ပုံပေါ်နေလို့ဒီနှလုံးပေါင်းခြင်းခွန်အဲ့ဒီခွန်သုံးချက်ရိုက်တာဒီနှလုံးပေါင်းခြင်းခွန်ဖြစ်တဲ့နှလုံးခွန်သုံးလုံးခွန်လေလေ၆ပိတ်ဖြစ်သွားတယ်ဒုတိယအကြိမ်မှာလည်းဒီနှလုံးပေါင်းခြင်းလေဒီလိုသုံးလုံးပေါင်းခြင်းလေနှလုံးပေါင်းခြင်းလေ၆လေ၅ပိတ်ဖြစ်သွားတယ်နှစ်ခြင်းဖြစ်တာ၃ခြင်းအဲ့ဒီအတိုင်း သုံးချက်ဆက်ဖြစ်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းတည်ဒီလိုသုံးလုံးပေါင်းခြင်းတည်ဒီလိုနှလုံးပေါင်းခြင်းတည်ပုံစံတူသုံးချက်ပုံစံတူလိုက်ဖြစ်ပြီးတော့နှလုံးပေါင်းခြင်းတည်ဆိုရင်ငါအလဲသုံးလုံးပေါင်းခြင်းတည်ဆိုတပိတ်ငါအလဲတပိတ်ဒီငါအလက်တပိတ်ဖြစ်နိုင်ခြင်းနဲ့ဒီထိတ်လေးလုံးနဲ့ဟောတွဲလိုက်လို့ရှိရင် ်သူကလည်းငါငါတေးငါချောက်အာငါငါတေးချောင်းငါငါတေးချောင်းငါတေးဖြစ်မှာ sorry ပြန်ပြင်လိုက်အောင်အပီးတဲ့ခါမှာပဲပြင်တော့မယ်။နှုတ်ရင်ကြာနေဖို့ဒါနောက်ဆုံးမှပြန်ပြင်လိုက်မယ်။ဒါ6ကတင်တော့မှားပြီးလို့ရေးလိုက်တာ။ပြီးတဲ့ခါတာ2ကတည်း အာဒါတွေမှလည်းဘာတွေချောက်ရိပ်ထားတယ်မသိဘူး။နင်္ဂတေကုံငါတေဒီလိုတွေဖြစ်ရမှာ။ပြီးတဲ့ခါဒီမှာဒီဒီဒီရတွေပဲပြန်ပြင်ပေးမယ်ကျွန်တော်မှားရိပ်လိုက်တယ်။ Sorry ။ပြီးတဲ့ခါသူ့မှာ break user လို့ရတာလေးတစ်ခုရှိတယ်။ဒီနှလုံးပေါင်းခြင်းလေးဒီသုံးလုံးပေါင်းခြင်းရနှစ်ဒုတိယအကြိမ်မှာလည်းဒီနှလုံးပေါင်းခြင်းရ6ဒီသုံးလုံးပေါင်းခြင်းရ9 ဘရိတ်တလုံးထွက်တဲ့ပုံစံနှလုံးပေါင်းခြင်းနဲ့သုံးလုံးပေါင်းခြင်းနှက်ခတ်ဖြစ်ပြီးတော့မှဘရိတ်တလုံးထွက်နေတဲ့ပုံစံဖြစ်တယ်ဆိုတော့နိဘရိတ်ကိုဘရိတ်ဒီလိုလေးတွေဖြစ်တာလေဒါဆိုရင်ဒီပုံစံသုံးသုံးချင်တစ်ခွက်လောက်တော့ထည့်ယူတင်တာပေါ့ဒီနှလုံးပေါင်းခြင်းနှိနှိရဲ့နှက်ခတ်ဒီသုံးလုံးပေါင်းခြင်းလေးဒါဆိုရင်ဒါဘရိတ်လေး၅တစ်တွဲနဲ့ ဘရိတ်လေးဆိုရင်ရှင်းကားတက်ဘာတွေရှောက်ရထားတယ်မသိဘူး sorry sorry ကျွန်တော်ပြန်ပြန်လိုက်မယ်ဆရာဘီဒီမှာပြန်ပြန်လိုက်ပြီစိတ်ကဘယ်ရောက်နေမသိဘောက်ကရီရှောက်လို့ရေးထားဆိုတော့အဲ့ဒီစောစောကပေါက်ကရီရေးရေးထားတယ်လက်မှတ်ထားပေါ့ဒါကလည်းမသိစိတ်နဲ့တကယ်ဖြစ်မှလည်းရေးနေတာလားတော့မသိဘူးဆိုရင် ဒီလိုလေးခဏငါကွက်ဒီငါတစ်တွဲနဲ့ဒီလိုခဏငါကွက်ယူဆလိုက်တယ်ပြီးတဲ့ကနောက်ထပ်အလယ်အပိတ်ဖြစ်နေခြင်းနဲ့ဒီပုံစံလေးကွက်တိကျနေတဲ့ဖြစ်နေခြင်းအဲ့ဒီဖြစ်နေခြင်းလေးကိုထပ်ပြီးတော့ပြအောင်ပါတုံးချက်ရိုက်ပုံစံနဲ့ဒီနောက်တွဲဖြစ်နေခြင်းကိုယူဆပြီးတဲ့အခါဒီတစ်ခါမှတိကျယူဆမှုနဲ့တာဖြစ်နေခြင်း ဒီဒီ format ဒီလိုနှလုံးပေါင်းခြင်းသုံးလုံးပေါင်းခြင်းတန်ဖိုးတူညီမှုကွတိကြတဲ့နောက်ထပ်ယူဆမှုခဏတွေ့တခုသူဒီလိုလေးယူဆထားသူ power တွေနဲ့ပဲယူထားဒီသုံးလုံးလေးဒါသုံးချိန်အထိကွတိကြနေတာဒီသုံးလုံးလေးဒီသုံးလုံးကိုဆိုရင်လေးအလဲပြီးတော့ဒီနှလုံးပေါင်းဒီနှလုံးပေါင်းခြင်းငါ ီသုံးလုံးပေါင်းချင်းသုံးညခြောက်ပဲလေးလည်းခြောက်ပဲဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ဒီလိုဖြစ်သွားတယ်ဒုတိယအချိန်မှာလည်းအဲ့ဒီလိုဒီသုံးလုံးပေါင်းချင်းတန်ဖို့၄ဒီသုံးလုံးပေါင်းချင်းတန်ဖို့6ဆိုရင်6လေဒီနှလုံးပေါင်းချင်းတန်ဖို့6 6ရက်ပါ ဒီတော့လောပေါင်းချင်းတံပိုးဒီငါအပိတ်၆လငါအပိတ်ဒီတော့လောပေါင်းချင်း၄ဒီငါလောပေါင်းချင်း၄ဒီပုံစံလေးဒီလိုဒီလိုယူဆမှုနဲ့လဲသူကွတ်တီကြာအဲ့ဒီပုံစံအတိုင်းမှာသုံးချိန်အထိကွတ်တီဆက်ကြဒါကြောင့်တန်ဒီကနန်းတွဲကိုထပ်ပြီးတော့ယူဆလိုက်တာဒီတော့လောငါငါရဲ့ပါပါဒီတော့လောပေါင်းချင်း၃ညဒါဆိုရင် တော်တော်တော်ညဖြစ်ဖို့အတွက်ရှေ့အလက်တလုံးရှေ့လက်ပြီးတဲ့ခါပေါ်နေချင်းယူခဲ့တယ်လို့ဒီနှလုံးပေါင်းချင်းတန်ဖို့တိတိရဲ့ပါပါဒီတော်တော်ပေါင်းချင်းတန်ဖို့၆ဒီလိုဆက်ဖြစ်လေးအပိတ်ရှေ့အလက်လေးအပိတ်စဒီတော်တော်ပေါင်းချင်း sorry ဒီနှလုံးပေါင်းချင်းတန်ဖို့၄ဒီတော်တော်ပေါင်းချင်းတန်ဖို့၄ဒီပုံစံ ီယူဆမှုနဲ့လည်းကွတီဝင်ဆိုတော့ဒီရှစ်လေးအတွဲကိုထပ်ပြီးတော့ယူဆလိုက်တယ်ဆိုတော့အထိတ်ဖြစ်နေချင်းနှမှုစုံနေနဲ့ကောင်းနေတဲ့ငါးထိတ်နဲ့ငါးရှစ်လေး၆ထိတ်နဲ့၆ရှစ်လေးဒီတကားတော့မမားတော့ပြီးတဲ့အခါနှစ်ရှစ်လေးရယ်ကိုရှစ်လေးရယ်ဒီဒီချိန်မှာတော့လေးကွက်ပဲဘာဖြစ်လို့လဲဆိုတော့ဒီမှာ ်း284ဆိုတော့ဒါ library နဲ့ quality ဒါထိတ်လေပိတ်သူကလည်းသူအထာချပြီးသားဖြစ်နေကြည်လေဆိုတော့ဒါ284ဒီကနေ့လေးကောင်းတယ်ပေါ့ပြီးတဲ့ခါမှာနောက်ထပ်ဒါလည်းထိတ်ထိတ်ယူစားမှုဒီနှလုံးပေါင်းခြင်းငါဒီ9 9ရှစ်လေးဆိုတဲ့ခဏလေးအထားကြတယ်ဒီလိုဒီမှာ ီနောက်ဆုံးချိန်မှာဒါရှင်းပါယူဆပြပြီးသားပဲပေါ့ဒီလိုလေးဒီမှာ၆ငါးနှလုံးပေါင်းခြင်းတစ်ဒီနှလုံးပေါင်းခြင်းတစ်ဟာတစ်ရဲ့ပေါင်းပါ၃လုံး၆ဆိုပြီးတော့လစ်ပဲပြီးတဲ့ကဒီနှလုံးပေါင်းခြင်းတစ်ဒီနှလုံးပေါင်းခြင်းတစ်ဆိုပြီးတော့လည်းဒါငါးထိပ်ကိုဖြစ်နေရတဲ့ခုနဲ့ယူဆထားတာရှိတယ်ဆိုတော့ဒီ၆ငါးဆိုတဲ့နှလုံးပေါင်းခြင်းတစ်ဟာတဲ့တစ်ချက်ပါပါတစ်ချက်နဲ့ ိတ်ပိတ်ကိုတခါတည်းနဲ့ပေးသွားတဲ့ပုံစံမျိုးပုံပေါ်ပုံပေါ်သွားတယ်ဆိုရကတာဒီ၅ရှစ်လေးဆိုရကနားလဲသူကပိုကောင်းတယ်လို့ယူဆလို့ရတယ်ပေါ့ဆိုတော့ဒီလိုနှစ်ခွင်ချားအနေထားနဲ့နောက်နှလုံးနောက်နှလုံးတွဲအတွဲလိုက်ဖြစ်တဲ့ပုံစံလေးနဲ့အဝင်ခွင်ချားရှိတယ်ကနားစုစုပေါ့ကိုကွက်ယူဆလိုက်တယ် ါကြံတဲ့ကနန်းတွဲတွေတဲ့ကိုကြိုက်တာရှိရင်လည်းကိုကြိုက်တဲ့ထိတ်နဲ့ပေါင်းပြီးတော့သုံးချင်ရင်တော့အာယူဆထားတဲ့အတိုင်းဆက်ဖြစ်ရင်အဲ့ဒီပုံစံအဲ့ဒီပုံစံတွေကဖြစ်သွားမှာပဲဆိုတော့ဒါကအဲ့ဒီပုံစံတွေတဲ့ကယူဆလို့ရတယ်ပိုကောင်းမယ်ထင်ရတယ်ဖြစ်နေဒီကနန်းတွေကိုကျွန်တော်ရွေးချယ်ယူဆပြတယ်ကြက်ရင်တော့ကောင်းရင်တက်တက်ကြမယ်ဘယ်သူမှအပိုင်မသိဘူး ကိုယူဆမှုနဲ့ကိုတွေးခေါ်မှုနဲ့ဖြစ်သွားတာနဲ့ကွက်တီတိုးတဲ့အချိန်ကံကောင်းတဲ့အချိန်မှာဆိုတော့ဒီ18ချိန်မှာကံကောင်းကြပါစေကွက်တီတိုးပါစေဆုတောင်းပေးပါတယ်ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းရင်လုပ်ထားပေးပါဖြစ်နိုင်မယ်ဆိုရင် BBN ခံပြီးတော့ကြည့်ပေးပါ 2D ဖြစ်နိုင်ကြည့်တယ်ရော 3D ဖြစ်နိုင်ကြည့်တယ်ရောကျွန်တော်အမြဲတမ်းယူဆပြပေးပါတယ်အာကံကောင်းတဲ့ချိန်တက်တက်တိုးတာပေါ့ Quand j'ai as passé l'eau, c'est ton prix valets.